ရခိုင်ပြည်ပါဝင်မြန်မာနိုင်ငံအနှံ့မှာအကြမ်းဖက်စစ်ကောင်စီကို ပြည်သူတွေကယုံကြည်မရှိတော့သလိုအစိုးရတရဲ့အနေနဲ့လည်းလက်ခံထားတာမဟုတ်တဲ့အတွက်နေမင်းအများစုပိုင်ဆိုင်ထားကြတဲ့တော်လရေးတပ်ဖွဲ့တွေကိုကုလသမဂ္ဂအဖွဲ့အစည်းတွေကတရားဝင်အစိုးရအဖြစ်အသိမှတ်ပြုပေးဖို့လိုအပ်နေတာပါအာရခပြည်ဘင်္ဂလားဒေ့ရှ်နယ်စပ်တွေမှာဖြစ်ပေါ်နေတဲ့အကြမ်းဖက်တောင်းကျမ်းမှုတွေနဲ့ဒေသခံပြည်သူတွေအပေါ်နေစဉ်ချိန်ချောက်နေတဲ့အာဇာ RSO အဖွဲ့တွေကိုတာဝန်ယူဖြစ်ရှင်းပေးဖို့ ုလသမဂ္ဂအဖွဲ့အစည်းကိုဆက်လက်တောင်းဆိုထားပါတယ်။အကြံဖတ်တောင်းကျဲမှုတွေကဘင်္ဂလားဒေ့ရှ်အာရခဆက်ဆံရေးတွေကိုထိခိုက်နေသလိုနယ်နိမိတ်လုံခြုံရေးကိုလည်းထိပါနေပြီးတော့နှစ်နိုင်ငံနယ်ဆက်ပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်တွေအတွက်အလွန်ဆိုးရိမ်ဖွယ်ရာကောင်းနေတယ်လို့သိရပါတယ်။ဒါကြောင့်အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတွေနိုင်ငံတကာလုံခြုံရေးအဖွဲ့အစည်းတွေနဲ့ဒီအကြံဖတ်အဖွဲ့တွေကိုအတားဆီးပေးဖို့စစ်ဆေးပေးဖို့နဲ့တန်ဖိုးမှုမပေးကြဖို့အရက်ဖတ်အဖွဲ့အစည်းတွေကတောင်းဆိုထားကြတာဖြစ်ပါတယ်။ အာရခတတော် AA ကလည်းဘူးသီးတော်မောင်းတော်နှစ်စမအကြံဖတ်အာစာနဲ့ RSO အဖွဲ့တွေသွာလာလှုပ်ရှားနေပြီးတော့ဒေသခံပြည်သူတွေကိုတပ်ဖြတ်နေတာကြောင့်မိဘပြည်သူတွေအနေနဲ့လူပြက်လက်တဲ့နေရာလူအယောက်နဲ့ပါတဲ့နေရာတွေကိုတူးတူးတယောက်တည်းဒါမှမဟုတ်လူအနည်းနဲ့မသွားကြဖို့ထုတ်ပြန်အသိပေးထားပါတယ်။